ဥက္ကလိုင်းတို့ဆိုလို့ရှိရင်အရန်တော်တဲ့တရုတ်ဆောင်ကြီးတွေပဲဆိုတော့မာရီဆိုးနဲ့ဥက္ကလိုင်းနေရာရယ်ဆိုလို့ရှိရင်သူတို့အချင်းချင်းအဲ့လိုရိုက်နေတဲ့ရည်နေရရမျိုးလည်းရှိရယ်မိုင်းကအရန်ချစ်ဖို့ကောင်းတယ်အာမိလာကိုဆိုလို့ရှိရင်လည်းအမတင်ပေးရပေါ့နော်သူလည်းချစ်ပါရဲ့အဲ့လိုမျိုးဟဲ့နေရတဲ့ဟာတာရန်လုံးတက်တဲ့ပါညာဆိုပြီးအဲ့လိုမျိုးအဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့ရိုက်ရိုက်ကူးကြရဲ့ဟာတာကားလေး ကြီးကဆိုရဲစကားလေးပေါ့နော်ဒီကားလေးရိုက်ထားတော့မိလာတော့နှစ်နှစ်နနေနီပါလောက်ရှိပြီပေါ့နော်အဲအဲတော့ကရိုက်ခဲ့ဟာတာကားလေးပါဟာတာကားလေးဆိုပေမဲ့ဆက်စားချင်းဟာတာဆိုပေမဲ့တဝက်လောက်ရောက်လို့ရှိရင်ဒရမာလေးနဲ့အာဒါအရင်အကြည့်လို့ကောင်းမဲ့ဇာကားလေးတကားဖြစ်မှာပါအဓိကမိသားစုအချင်းချင်းစီးလုံးပုံလေးကိုဖော်ကျူးထားတဲ့ဇာကားလေးတကားဖြစ်ပါရဲ့ရှင်ဟုတ် ာခြင်းတော့အရင်ရှိရမှာပါအထူးသဖြင့်မာကြီးဆိုးတဲ့ဘုခင်လာရဲ့နေရာလေးလေးဆိုတော်တော်ရှိရမယ်မေလာနဲ့ဆိုလို့ရှိရင်ကားထဲမှာတော်တော်များများတွေ့ရဆိုမဆွေနဲ့ပေါ့နော်မဆွေနဲ့ဆိုလို့ရှိရင်သူညီမတွေဟိုညီမတွေဆိုတော့အဲ့မှာအရန်ဟိုရီရတဲ့အနေထားနဲ့ပေါ့နော်မဆွေနဲ့ရန်တူလိုက်ဖြစ်တယ်အဲ့လိုပုံစံမျိုးလေးတွေ့ရမှာပါဟုတ်ပြောဖို့ကောင်းပါတယ်ဟုတ် မတီတို့ငိုးညအဲ့တော့စိတ်ပြေလျော်ပြပါသေးဆိုတော့အမီးပုံပေးတာနဲ့အဲ့ရနဲ့ဓာတ်ပြီးတော့ကီတီဗီကိုခဏခေါ်ပါပြီးတော့စိတ်ပြေလျော်ပို့လိုက်တာအဲ့ကားရိုင်းနေနဲ့အဲ့လိုပေါ့နော် dialogue တွေကဥခင်လိုင်းလို့ဆိုလို့ရှိရင်အရန်တော်တဲ့တယောက်ဆောင်ကြီးတွေပဲဆိုတော့မာကြီးဆိုးနဲ့ဥခင်လိုင်းနေရာရယ်ဆိုလို့ရှိရင်သူတို့အချင်းချင်းအဲ့လိုရိုင်းနေနဲ့ရည်နေရမျိုးလည်းရှိရယ်ပေါ့နော်မီလောက်ဒီကားလေးကိုပြုံးလင်မှာရိုက်တာပေါ့ဟုတ်မာကြီးကအရန်ချစ်ဖို့ကောင်းတယ်အာမီလောက်ဆိုလို့ရှိရင်လည်းအမတင်ပေးရယ်ပေါ့နော်သူလည်းချစ်ပါရယ်အဲ့လိုမျိုးဟဲ့နေရတဲ့ဟာတိုင်းအရန်လုံးတက်တဲ့ပါညာဆိုပြီးအဲ့လိုမျိုးအဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့ရိုက် က်ရိုက်ကူးကြရဲဟာတာကားလေးပါမအမတို့ကြည့်လို့ရှင်တိပါလိမ့်မယ်ဟုတ်ဟုတ်အခက်ခဲရမရှိပါဘူးဟာသားလောရတာပျော်ဖို့ကောင်းပါရဲ့အဲမီလာတော့ကလည်းဟာသားလောရတာအဆင်ပြေရောလေဒီမှာဆိုကာကြီးကဆိုရဲစကားအဲနာမည်အတိုင်းအများရန်ကနေရတာပေါ့အဓိကဟုတ်ဟုတ် မိသားစုကဒီ loss speaker ငားတဲ့ဟာဆိုတော့လေအမြဲကထိတ်ဆုံးကကပေါ့ချိုမာဆိုတဲ့ character လေးကတယောက်ဆောင်ထားပါတယ်တဝက်လောက်ကြာလို့ရှင်တော့မိလာ character ဟိုအားလုံးထဲမှာဟိုလိုပေါ့စိတ်ဟိုလိုပေါ့ဝမ်းနေစရာကောင်းတဲ့အနေထားလေးတစ်ခုဖြစ်သွားမှာပါဇာကတဝက်လောက်ရရင် drama လေးပါပါပေါ့အဲ့ဆိုမိလာအဲ့တော့အရန်ဝရယ်အရန်ဝရယ်ပေါင်120ကျော်130နီးပါးလောက်ရှိမယ်120ကျော်130နီးပါးလောက်ရှိမယ်အခုတော့130လောက်ပဲရှိရဲဆိုတော့အဲ့တော့မျက်နှာအရန်ဖောင်းကားပြီးဝရယ်အထက်ပါပေါ့ ခုပိန်နာလေးကိုသဘောကျရမှာဟုတ်ဝါတာကြတော့လေအဲ့တော့ပါးရည်လဲဖောင်မေးစီရဲနှစ်ထပ်ကြည့်ရင်လဲဆိုတော့မှန်တယ်မို့အဲကားရိုက်တော့မိလားနှာခေါင်းတော့မပြင်ရသေးဘူးတနိုင်ငံလုံးဝိုင်းပြောရလဲမခံ နှာခေါင်းလည်းမပြားသေးဘူးဆိုတော့အဲ့တော့ကတော့နှာခေါင်းလေးကလည်းပြပြလေးပေါ့နော်အဲပါကလည်းဖောင်းတယ်မေးကလည်းနှစ်ထပ်ဆိုတော့ဖတီမအချိုမာလေးဖြစ်နေအောင်ဟုတ်အရင်တော့မေလာတန်စင်မှာအရှိကထွက်ခဲ့ကားဆိုတော့အရင်တော့မေလာတန်စင်မှာပဲအခုမေလာတန်စင်ဘဝမှာကားတွေကမထွက်သေးဘူးဖြစ်နေပုဂ္ဂိုလ်ချောလိုက်လို့မပြောပါဘူးချောလည်းမချောပါဘူးအဲဝိတ်လေးနည်းနည်းကြာသွားတော့ဘာပဲပြောကြည့်ပြောရှိပြောလို့နည်းနည်းရှိလာပေါ့နော်အဲ့တော့ဝနေတော့နည်းနည်းအဲ့လိုထမင်းရန်စားကောင်းတဲ့ပုံပေါက်နေရပေါ့အဲ့ထက်မှဟုတ်တက်တုတ်ဖြစ်နေရပေါ့ဟုတ်ဟုတ်သမီးသမီးမစားဘူးပေါ့ ဟုတ်သမင်းနေလည်းမစားဘူးညလည်းမစားဘူးအမေတွေပါရတော့ဟိုတခါကြတော့သူတို့စားရင်ခွန်ကျွရပါတော့နော်ခွန်ကျွရလည်းဘာဖြစ်စားတာပါပဲနော်ဘောကမစားလဲသူများခွန်ကျွရလည်းစားပြစ်သွားတာပဲဆိုတော့နှလုံးသုံးလုံးလောက်ကတော့တနေ့တနေ့တည်းတော့ဝင်တော့ဝင်ပါရဲ့ဒါပေမဲ့ပုံမှန်အဲ့လိုသမင်းတပကံနဲ့ထိုင်စားရမျိုးအဲ့လိုမရှိတော့ဘူးအဲကြောအိမ်မှာဆိုအိမ်ကသမင်းစားရဆိုကိုဘယ်တော့မှမခေါ်ဘူးသူရသူတို့ပဲစားကြတယ်။ဟိုကတော့ထမင်းစားရဲ့အကျင့်ဖြတ်လိုက်တာ။ဘာမှမစားဘူး။မုတ်ပဲစားရတယ်။တရေစားရပဲစားရတယ်။အဲ့တော့ဝိတ်ကကြာရင်ကြာရင်လည်းအဲ့လိုဖြစ်ပျော်သွားပြီ။ ထတ်တော့မချတော့ဘူး။ဒါမှမစားရလား။အဲ့ပေါ်လာဟိုရှိပြီပေါ6လ9လ10လ။မစားဘူးဆိုရင်တခြားဟာလေးရောစားပါ့။ဒါကိုတည်းကလည်းထမင်းကိုမစားကြည့်အောင်။ဟုတ်။အဓိကထမင်းနဲ့ဟင်းနဲ့ဘလို့စားရလဲမသိဘူး။စားပြီ။သူများရဲ့ဆိုအဲ့လိုဟင်းလေးထမင်းလေးနဲ့တေချာလေးအဲ့လိုနယ်ဖက်ပြီးတော့စားတတ်တယ်လေ။အမေကအဲ့လိုမဟုတ်ဘူးသမင်းစားရင်သမင်းကိုပါဇက်တဲ့အရင်ထည့်လိုက်တယ်ပြီးမှဟင်းကိုပါဇက်တဲ့ထပ်ထည့်အဲ့လိုမျိုးငငယ်ရအဲ့လိုပဲစားသမင်းတိတ် အဲ့လိုရောစားတာတိတ်မတက်ကိုဆိုင်စီလေးလည်းအဲ့ရုပ်ရှင်ရိုက်ပြီးတော့အဲ့ဒါအဲ့လိုပေါ့တချင်းဆိုဖို့ဖြစ်သွားတာပေါ့နော်ဒီတိုင်းလေးပဲအပျော်လေးပဲဆိုနေနဲ့အဲ့လိုလေးရိုက်ရိုက်ဖြစ်သွားတာပါအဲ့တချင်းလေးอ่ะဟုတ်အဲ့ကားမှာမိသားစုလိုက်ကတော့အရန်ကားကြတာပေါ့ကိုကတော့အားလုံးထဲမှာအမှန်တိုင်းပြောရင်အကဆုံးပေါ့နော်အကဆုံးနဲ့အဲ့လိုပေါ့အပျော်တတ်ဆုံးပေါ့အပျော်တတ်ဆုံးဆိုတော့ပျော်ဖို့ကောင်းပါတယ်အဲ့ကားလေးကအထူးသဖြင့်မဆွေနဲ့အရန်ရည်ရတဲ့အခန်းလေးပါမယ်ပေါ့နော်တော့ချောက်ကားတာဆိုမောတာပေါ့ဇကားတကားလုံး dialogue ပြောရတဲ့ကားတာပုံများတယ် cycle ဆင်းရင်လည်းကရတယ်အထက်မှာအေး sorry အထက်မှာလည်းပါတယ်ဆိုတော့လေ cycle ဆင်းရင်လည်းကရကားပေါ်မှာလည်းကရတောက်လျှောက်ကရဟုတ်ဒီကားလေးကအရန်ကိုပျော်ပျော်ရှားကောင်းတဲ့ကားလေးတကားဖြစ်မှာပါအဲ့လိုပေါ့နော်အဓိကကြည့်လို့လည်းကောင်းမှာပါ drama လေးလည်းပါတယ်ဟာတလေးလည်းပါတယ်ဆိုတော့မိသားစုအကြောင်းဖော်ညွှန်းထားတဲ့ဇာတ်ကားလေးတကားဖြစ်မှာပါအားလုံးကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင့်ဟုတ်